အခုကောင်းကင်မှာနောက်ဆုံးထိန်လန့်စရာဖျက်ကိုဆွေးနွေးကြရအောင်ပြည်ခဲ့တဲ့ပတ်ကဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ် Airbus လေယာဉ်စီးဟာပြတ်တမ်းနေချိန်ရုတ်တရက်ပြုတ်ကျသွားခဲ့ပါတယ်အဲ့ဒါက Airbus A 320ဖြစ်ပါတယ်မထင်မှပဲအမြင့်ကနေရုတ်တရက်ကျသွားတာပါဒါကြောင့်ကဘာတောင်းအချက်ပေးတတိပိချက်ထွက်လာခဲ့ပါတယ်။ Airbus ကလည်းအများပြားရရှိရဆိုင်ခဲ့ရပါတယ်။ နောက်မှသိရှိခဲ့ရတာကနေမထွက်လာတဲ့နေ့အလင်းလိုင်း solar flare ကြောင့်လေရင်ရဲ့ထင်းချုပ်ရစနစ်ကိုအနောက်ရှက်ဖြစ်စေခဲ့တာဖြစ်တယ်။ဒီနေ့မှာတော့နောက်ထပ်ပြဿနာတစ်ခုထပ်ဖြစ်ပါတယ်။လေရင်ကိုတဲ့ fuse leak မှာအရေးအတွေ့ပြဿနာတွေ့ရှိခဲ့ရပါတယ်။အဲ့ဒါတွေကမပို့ဆောင်ရသေးတဲ့ A320 လေရင်တွေဖြစ်ပါတယ်။ဓာတုကိုယ်ထဲမှာချွတ်ချွတ်ချက်ရှိနေတာတွေ့ရပါတယ်။ဒါကြောင့်လေရင်ပေးပို့မှုတွေနောက်နေသွားပါတယ်။ အဘတ်ဆေယာဇီကွေယာဆေယာကလည်းချက်ဆင်သွားခဲ့ပါတယ်ဒီလိုနေရအတွင်းစတဲ့နှစ်ခုဆက်တိုက်ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်ဒီပြဿနာတွေကကုမ္ပဏီကိုရေရှည်တိခတ်မှုဖြစ်စေနိုင်ပါဘူးဒါပေမဲ့ကမ္ဘာလေကြောင်းလုပ်ငန်းဟာကုမ္ပဏီနှစ်ခုတည်းကိုပဲမိခိုနေရတယ်ဆိုတာတတိပေးနေပါတယ်အဘတ်နဲ့ဘိုးရင်တို့ပါဒီနှစ်ခုကလေကြောင်းလိုင်းဇီကွေကိုလှုပ်ကြံထားတော့ပါပဲတခုမှပြဿနာဖြစ်ရင် အရန်ရွေးချယ်စရာမရှိပါဘူး အစပိုင်းမှာရုတ်တရက်ပြုတ်ကျခဲ့တာ ဖြစ်ပါတယ် A Airbus A 320ဒီစီးဟာပြန်တန်းနေခြင်းအမြင့်ညံ့နေပြီးတော့ပျောက်သွားခဲ့ရပါတယ်လေယာဉ်မှုတွေချက်ချင်းထိန်းချုပ်နိုင်ခဲ့ပါတယ်ဒါပေမဲ့အကြောင်းရင်းကဘဒူးမှမတိမှမထင်မှတ်ထားတဲ့အရာဖြစ်ပါတယ်နေ့အလင်းလိုင်း solar flare ပါဟုတ်ပါတယ်နေကထိုးလွှင့်လိုက်တဲ့ swine in ပောက်ကွဲမှုဖြစ်ပါတယ် အဝေးကြီးမှာဖြစ်ပွားခဲ့ပြီမဲ့ကဘာလီကျောင်းလုပ်ငန်းကိုထိခိုက်ပြီးထန်ထိတ်လန့်စေခဲ့ပါတယ်။ Airbus က A320 လေယာဉ်အုပ်စုကိုရာရေးရပ်ဆိုင်ခဲ့ရပါတယ်။ဒီဖြစ်အားကကဘာတဝန်တတိပြည့်ချက်ထုတ်ပြန်စေခဲ့ပါတယ်။အင်ဂျင်နီယာတွေကပြဿနာဟာပြန်တမ်းမှုထင်းကျုပ်ရေးကွန်ပျူတာကနေလာတယ်လို့တွေးဆခဲ့ပါတယ်။ကွန်ပျူတာကပြည့်စည်နေတဲ့အချက်ပြမှုတွေလက်ခံရရှိထားပါတယ်။ လေရင်ရဲ့ဆွေတံမှုကိုထိန်းချုပ်တဲ့အစိပ်ပိုင်းတွင် elevator နဲ့ alien တုတ်ပြမှုအရန်နေခွေသွားခဲ့ပါတယ်။နောက်နေ့ချိန်က စက္ကန့်အနည်းငယ်ပဲရှိပေမဲ့ကောင်းကင်မှာစက္ကန့်အနည်းငယ်ဟာအလွန်အနည်းများပါတယ်။အဓိကအကြောင်းရင်းကဓာတ်ရောင်ကြည်ဖြစ်ပါတယ်။ပိုတိချဆင်းဆင်းဆိုရမယ်ဆိုရင်2025ခုနှစ်ရဲ့အင်အားအကြီးဆုံးနေ့အလင်းလိုင်းဖြစ်ပါတယ်။ခနာတကပတ်တန်လိုင်းကကွယ်မှုကိုဖျက်ချော်ပြီး လင်းရင်ရဲ့အတွင်းစနစ်တွေကိုအနောက်ဆက်ပေးခဲ့ပါတယ်။နေကနေတိုက်ရောက်ကြီးထွက်တာအစ်စ်အစမ်းမဟုတ်ပါဘူး။နေတိုင်းကဘာကလက်ခံနေရပါတယ်။ဒါပေမဲ့၁၇နှစ်တကြိမ်နေရဲ့လှုပ်ရှားမှုအထုအထိပ်ရောက်တဲ့အခါအရန်ပြင်းထန်လာပါတယ်။အဲ့ဒီအချိန်တွေမှာကောင်းကောင်းကောက်ွယ်ထားတဲ့စနစ်တွေတော့အမားယွင်းဖြစ်နိုင်ပါတယ်။ဒီတစ်ခါလင်းရင်ကိုထိခိုက်ခဲ့ပါတယ်။နောက်တစ်ခါဂျူရုလက်စစ်တားအလိုက်ဒါမှမဟုတ်ပင်လယ်အောက်အင်တာနက်ဂျူတွေထိခိုက်နိုင်ပါတယ်။ဒါက ခင်မီအခြေခံဆော့အုံးတွေဘလောက်အားနည်းနေလဲဆိုတာပြသနေပါတယ်။ Airbus အတွေ့တော့ဒီထိတ်လန့်မှုချက်ချင်းပြီးဆုံးသွားခဲ့ပါတယ်ဒါပေမဲ့ထိတ်လန့်မှုကဆက်ရှိနေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီနေ့ကုမ္ပဏီမှာနောက်ထပ်ပြဿနာတစ်ခုထပ်ဖြစ်လို့ပါအရေးအတွင်းပြဿနာတင်းထွက်လာခဲ့ပါတယ်။ဒီတစ်ခါကတိုက်ရောက်ကြည့်ကြောင်းမဟုတ်ပါဘူး။ A320 လေယာဉ်အတော်များများရဲ့တတုကိုတဲ့အကန့်တွေမှာချွေးချွင်းချက်ရှိနေတာဖြစ်ပါတယ်ဒီပြဿနာကလေယာဉ် ပြပမှုတွေနောက်နေစေခဲ့ရပါတယ်။ပြတ်တန်နေပြီးသားလေယာဉ်တွေကိုမထိခိုက်ပါဘူး။ဒါပေမဲ့ရင်းနှီးမြို့နယ်တွေ6ယွန့်တွားခဲ့ရပါတယ်။အဲပါဆရာဈေးဟာဆရာကနုံးအထိကျဆင်းခဲ့ပြီးနောက်အနေငယ်ပြန်တက်လာခဲ့ပါတယ်။ရက်48အတွင်းအဲပါဆာအကြတဲ့နှစ်ခုဆက်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။တစ်ခုကအာဂရထဲကတစ်ခုကဆက်ယုံကဖြစ်ပါတယ်။ဘယ်တစ်ခုကမှရေစီတိခတ်မှုမဖြစ်ခဲ့ပါဘူး။ဒါပေမဲ့အတူတကွ ကြည့်ရင်ပို net ဆိုင်တဲ့ပြဿနာတစ်ခုပြတ်တာပြတ်တာနေပါတယ်။ကမ္ဘာလေကြောင်းလုပ်ငန်းရဲ့အားနည်းချက်ပါ။အဲ့ဒီအားနည်းချက်ဟာ engineer နီးပညာမှမဟုတ်ပါဘူး။ထောက်ပံ့ရေးမှဖြစ်ပါတယ်။ဒီနေ့ကမ္ဘာကြီးဟာစီးပွားဖြင့်လေယာဉ်အများစုကိုထုတ်လုပ်ဖို့ကုမ္ပဏီနှစ်ခုတည်းကိုပဲမိကိုနေရပါတယ်။ Airbus နဲ့ Boeing တတိယရွေးချယ်စရာကြီးကြီးမားမားမရှိပါဘူး။အရန်လည်းမရှိပါဘူးအဲ့ဒါကအန္တရာယ်ပါဘိုးရင်မှာ737 max ပြဿနာဖြစ်ခဲ့တဲ့အခါ လေကြောင်းလိုင်းတွင် Airbus ပဲပြောင်းသွားခဲ့ကြပါတယ်။အခု Airbus မှာပြဿနာဖြစ်လာတဲ့အခါတခြားသွားစရာမရှိတော့ပါဘူး။ဒီဖြတ်တွေကလေကြောင်းစနစ်ဟာဘယ်လောက်ကျွတ်ဆန်နေလဲဆိုတာကိုတတိပေးနေပါတယ်။ software အမားတစ်ခုကလေရင်ထောင်းချီရဆိုင်စေနိုင်ပါတယ်။ခရီးစက်မကောင်းတာတစ်ခုကလေရင်အများပြပြပို့မှုနောက်နေစေနိုင်ပါတယ်။နေ့အလင်းလိုင်းတစ်ခုကကောင်းကင်မှာပြန်တန်းနေတဲ့ကွန်ပျူတာတွေကိုရှုပ်ထွေးသွားစေနိုင်ပါတယ်။ဒါကြောင့် Airbus က software ပြင်ဆင်နေချင်း၊ကိုတဲ့ account တွေပြုပြင်နေချင်းမှာကဘာကြီးကအနီးကကြည့်နေပါတယ်။ company တစ်ခုကအမလိုမေးလို့မဟုတ်ပါဘူး။ကဘာတွန်းဟာအတောင်ပံတစ်ခုနှစုံတဲကိုမိခိုနေရလို့ဖြစ်ပါတယ်။ Airbus နဲ့ Boeing ဖြစ်ပါတယ်။တစ်ခုမှာပြဿနာဖြစ်ရင်ကဘာပြတ်တမ်းမှုဟာမရေရာတော့ပါဘူး။